အငိမ့်စားတန်မတ်ချိုးထိုးအောင်လှုပ်ကြံခံရတာနဲ့ပတ်သက်ပြီးဖန်ဆီးခံရတဲ့သူတွေကသူတို့ရဲ့မိသားစုဝင်တွေကိုတစားကန်လှုပ်ပြီးမတရားဖန်ဆီးခံရတဲ့သူတွေဖြစ်တယ်လို့ရန်ကုန်ဒေါ်လာရေးအဖွဲ့တွေကပြောပါတယ်ကျောင်းလ၄ရက်နေ့ကအငိမ့်စားတံမဲ့ချုံထုံးအောင်လှုပ်ကြံခံရတာနဲ့ပတ်သက်ပြီး၆နှစ်သမီးအပါဝင်လူ၁၆ယောက်ကိုဖမ်းဆီးထားကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလ22ရက်နေ့မနက်9:00နာရီကျော်လောက်ကရန်ကုန်တိုင်းမယန်ကုန်းမြို့နယ်ထဲမှာစစ်ကောင်စီရဲ့အငြင်းစားတပ်မဲ့ဗိုလ်မှူးချုပ်ချိုးထွန်းအောင်ကိုဂိုရန်ဗယ်လီဝါရီယာအဖွဲ့ကအနီးကပ်ပစ်ခတ်ခဲ့တာကြောင့်တိုက်ဆုံးခဲ့ပါတယ်။ မေလ25ရက်နေ့မှာတော့စစ်ကောင်စီဘက်ကဖြစ်ခတ်လုံခြံသူအဓိကတရက်ခံလို့ဆွတ်ဆွဲထားတဲ့အသက်28နှစ်အရွယ်ကိုမျိုးကိုကိုခေါ်ဇင်မင်းထက်ကိုဖမ်းဆီးထားတဲ့အပြင်အမှုနဲ့မသက်ဆိုင်တဲ့ဇနီးဖြစ်သူနဲ့ကျောင်းနေအရွယ်အသက်6နှစ်အရွယ်သမီးကိုပါပြစ်မှုကျူးလွန်သူမှတ်တမ်းထဲမှာတရားဝင်ထည့်သွင်းပြီးကြေညာခဲ့ပါတယ်။ မိသားစုနဲ့ကလေးငယ်တွေကိုတရားခံလုပ်ပြီးသူတို့လိုချင်တဲ့အဖြေမရရအောင်ညှဉ်းပန်းနှိပ်စက်ပြီးတရားမဲ့လုပ်နေတာဖြစ်ပြီးတော့ဒီလိုလုပ်တာတွေကတော်လည်းရေးစကြတဲ့ဖြစ်ပြီး public မထုတ်ခဲ့တာပဲရှိကြောင်းနဲ့အခုပေါ်ပေါ်တင်တင် public ပါထုတ်ပြပြီးနိုင်ငံတကာကလေးတငယ်အခွင့်ရေးနဲ့ chain law ကိုမျက်ကွယ်ပြုပြီးတော့ရန်ကားတဲ့အကြမ်းဖက်လုပ်ရက်တစ်ခုဖြစ်တယ်လို့မြင်ကြောင်း operation flame of အဖွဲ့ရဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူတယောက်ကလည်းပြောပါရရှင်